္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာလ28ရက်နေ့ထုတ်သတင်းစာချန်နယ်ယူရက်ကပြည်သက်စိတ်ဝင်စားမဲ့သတင်းတွေထုတ်နှုတ်ဖတ်ကြားပေးမယ့်အစီအစဉ်စာတွေပါပြီဒီအစီအစဉ်ကိုကျမခင်းပြဆိုနေတူကျမဟေမာဝင်းတို့ကဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအရင်ဆုံးပထမဆုံးဟိုမျက်နှာဖုံးသတင်းလေးတွေပေါ့နော်မျက်နှာဖုံးသတင်းကိုတော့ပထမဆုံးရေးချက်ထားတာဒီ7 day daily ရဲ့မျက်နှာဖုံးကရေးချက်ထားပါတယ်တူးချင်းကတင်သွင်းမှုရန်နာပြီးနောက်ဒေါ်လာဈေးစတိုက်ကြဆိုရဲကောင်းစင်နဲ့တွားရေးထားရပါတော့။ဒီမှာရေးထားတာကတော့ဒီတူးချင်းကတင်သွင်းမှုရန်နာလိုက်တဲ့အချိန်ကစပြီးတော့ အမေရိကန်ဒေါ်လာဈေးကွက်ကစတိုက်ကျဆင်းခဲ့ပြီးတော့1365ကျပ်ခန့်အထိကျဆင်းလာတယ်ပေါ့နော်ပထမဆုံးကတော့ဒီ1400ကျော်1500နီးပါးအထိမြင့်တက်သွားရတာနေဒီတစ်ဖြည်းဖြည်းကျလာတာနောက်ဆုံးမနေ့ကအထိလောက်ကို1300လောက်အထိကျဆင်းသွားတယ်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးရေးထားတာပါအဲ့တော့ကတော့ဒီနေ့ထုတ်ဒီ The Vice Daily ရဲ့မျက်နှာဖုံးမှာပေါ့နော်နှစ်တစ်ကူညာရန်ကုန်လူကြုံရေးအထူးတိုးမြင့်ပြီ KTV ကလပ်နှင့်စားတောက်ဆိုင်များည7:00နာရီမတိုင်ခင်ပိတ်ရမည်ဆိုတဲ့ကောင်းစင်နေပါအဲ့ဒါကတော့ဒီ အမှတ်နှင်းလုံခြုံရေးရဲကွက်ကဲရေးမှုအဖွဲ့ရုံးကရဲမှုချုပ်မြောင်ဝင်းကပြောထားတာဖြစ်ပါတယ်ဒီလာမဲ့နှစ်တကူညပေါ့နော်နေရမှာလုံမဲ့ဒီဖွင့်တဲ့ site နေ GDV ကလတ်တင်နဲ့ပတ်သက်ပြီးတော့ရေးထားတဲ့တင်လေးပါဒီပါနောက်ဆုံးဘောကဒီနေ့ထုတ်ဒီ Daily 11မျက်နှာဖုံးကသတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့အား11 Media Group ၏ CEO နှင့်11 Media Group မှအနုညွတ်တောင်းပန်ခြင်းဆိုတဲ့ခေါင်းစဉ်တွေပဲဖြစ်ပါရင်ရှင့် ဟုတ်ကဲ့ပါအမဒါတော့ဒီတရင်ခေါင်းစဉ်၃ဘုတ်ပေါ့နော်ဒီမြန်မာရွေးချယ်ထားတဲ့အေဒါအဘောကတော့ဒီမိုကရေစီအိမ်သင်းနဲ့နိုင်ငံရေးကပ်ပါများဆိုတဲ့အေဒါအဘောပါပဲရှင်ဒီမှာရေးထားတော့ပေါ့နော်အခုရက်ပိုင်းမှာတဲ့နိုင်ငံရေးအမိခံပုဂ္ဂိုလ်အချို့ရဲ့ခြေလန်းကြကြလှုပ်ရှားမှုတွေကိုမြင်တွေ့ရတယ်တဲ့အထူးတစ်ဖြင့်ပေါ့နော်ဒီရခိုင်ပြည်နယ်ကိုအစိုးရအာရုံစိုက်နေချိန်မှာပေါ့နော်မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်မှာတိုက်ပွဲတွေဖြစ်တဲ့ တိုက်ပွဲကြီးဖြစ်တဲ့အခွင့်အရေးအသုံးချပြီးပေါ့နော်နိုင်ငံရေးရပောက်ထုံလို့များအခုရက်ပိုင်းမှာပေါ့နော်ဒါပွက်လောရိုက်နေကြတယ်ပေါ့သူတို့အတန်တွေကအခုမြန်မာနိုင်ငံမှာတော့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဒီတိုက်ပွဲတွေကပေါ့နော်ဒီတက်မတော်ဘက်ကလည်းပေါ့ဒုတာဝန်ကြီးအရေးသုံးပါးကိုအကြောင်းပြချက်ဖြင့်တိုက်ပွဲတွေဆက်လက်ဖြစ်သွားတယ်တိုင်းနာလက်နဲ့ကိုင်းဒီဘက်ကလည်းပေါ့နော်ဒီတက်မတော်ရဲ့စရေးဖိအားအကြောင်းကိုသူကကန်တိုက်ဆက်တိုက်ရလို့ပြောထားတယ်ပေါ့နော်အဲမြန်မာနိုင်ငံကအခုချိန်ထိပေါ့နော်ဒီ နှစ်ပေါင်း80အတိုင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်အဲတက်မတော်နဲ့တိုင်းရင်းကအုပ်စုတွေရပေါ့နော်ဒီကိုဂျိုးစည်းဝါးတွေကို ကိုယ်စီအကြောင်းပြပြီးတော့တိုက်ပွဲတွေဖြစ်ပါတယ်ပေါ့နော်ဒီမိုကရေစီအခင်းချင်းနဲ့အကြောင်းပြချက်လဲတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေလို့ဒါပြည်သူတွေလည်းတစ္ဆာဖောက်ရရောက်တဲ့ဆိုပြီးဒီမှာရေးထားပါတယ်ရှင်နောက်ပြီးတော့သူကဒီမှာဆက်ရေးထားတာပေါ့နော်အဲလက်ရှိချိန်မှာလက်ရှိအစိုးရပေါ့နော်အမျိုးသားပြန်လည်ရင်ကြားစေးကိုအထောက်နေချိန်မှာတဲ့အခြေအနေကိုအခြေအနေကိုမြင်ပြီးနိုင်ငံရေးအယောင်ပြောင်းသူတွေအခြေအနေပေါ်မူရေးအမျက်ထုတ်လူတွေနိုင်ငံရေးကပ်ပါးတွေပေါ်ထွက်လာခြင်းကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နဲ့အမျိုးသားရင်ကြားစေးလုပ်ငန်းစဉ်ကိုမကောင်းသောနမိတ်တာဖြစ်ပါတယ်တဲ့သူကဒီမှာပြောထားတယ်ပေါ့နော်အဲနောက်ပြီးတော့သူကဒီမှာရေးထားတယ်2000 2015ရွေးကောက်ပွဲမှာပေါ့နော်နိုင်ငံရေး2015ရွေးကောက်ပွဲမှာဒီနိုင်ငံဓမ္မတချို့နိုင်ငံဓမ္မတွေကကြာဆုံးခဲ့တယ်။အဲကြာဆုံးခဲ့နိုင်ငံရေးသမားတွေရပါတော့ဒီယူကောက်မှာကြာဆုံးတဲ့နိုင်ငံသမားတွေရရန်ကုန်မြို့တော်မှာဒီတက်မတော်ထောက်ခံပွဲဆေးချင်းချိန်တဲ့ပွဲတွေသူတို့ပြုလုပ်ကြတယ်ပေါ့နော်ပြုလုပ်ကြတယ်နောက်ပြီးနိုင်ငံသမားတူရဲ့ရင့်ကျက်ဖို့ပေါ့နော်နိုင်ငံပြုပုံကိုဖြစ်ဖို့ကလည်းအတွင်ပြောင်းမှုနီးတခြားအများဆုံးနီးလန်းမှာတဲ့ယူကောက်ပွဲအရင်နေကျင်တာဖြစ်ကြောင်းအမေရိကန်တည်င်းစားဆေးရဆိုင်ရေးဆေးရတဲ့အဝီစင်ကဆိုခဲ့ဘူးတဲ့ဆိုပြီးတော့ဒါကသူက စကေပုံလေးနဲ့အစားပေါ့နော်ဒီနိုင်ငံရေးသမားတွေရာအစံပြပုဂ္ဂိုလ်ဖြစ်ဖို့အတွက်ကရုပ်ောက်ပွဲရာအဓိကဆိုဟောက်သူကပြောဘူးပါရှင်။ဒါမှမဲတဲ့လက်ရှိဒီမြန်မာနိုင်ငံမှာလက်ရှိနိုင်ငံရေးသမားပေါ့နော်ဒီရုပ်ောက်ပွဲကြဆုံးခဲ့နိုင်ငံရေးသမားတွေရာတော့တဲ့လက်ရှိအစိုးရကိုချုပ်ပိတ်နိုင်ရည်အတွဲတဲ့ပြည်သူ့ဆန္ဒမှာမထက်တော့ပဲမိမိဆန္ဒအာဂိဖြစ်နိုင်ငံရေးလက်တွေ့အမှန်တရားများကိုတဲ့တွေးဖက်လာကြတာကိုလည်းတွေးရပါတယ်တဲ့ နောက်ပြီးတော့ဒီမှာနောက်ဆုံးမှရေးထားတာပေါ့နော်အမျိုးသားပြန်လည်ရင်ကြားစီရေးကိုရှေ့ရှုပြီးရောတဲ့နိုင်ငံရေးတမားတဲ့ရည်ရွယ်ချက်နဲ့စိတ်တဘောဓာတ်တို့တွေတဲ့မှန်ကန်အားပါလို့မယ်တဲ့ပေါ်လာဓမ္မအခြေအနေကိုအမျက်ထုတ်ရေးတဲ့ပြည်သူရွေးထားတော့ပြည်သူအစိုးရကိုခြံပိတ်ရန်စ조사ကြည့်တည်တဲ့ပြည်သူမျော်လင့်ချက်ကိုခြံပိတ်ချင်းတာဖြစ်တယ်ဆိုပြောတာသူကတော့ဒီမှာအဆုံးတက်ထားပါရှင့်ဒါကတော့ပေါ့နော်ဒီမိုကရေစီအိမ်သိမ်းတဲ့နိုင်ငံရေးကပ်ပါဆိုတဲ့ဒါအိမ်သားအပေါ်လေးပါရှင့်ဒါတော့စံတော်ချိန်မှာရေးသားထားတာပါရှင့် ဟုတ်ကဲ့ပါအဲ့ဆိုဒီနောက်တစ်ခုကတော့ဒီတရင်ပေါ့နော်တရင်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ဒီနေ့ထုတ်ဒီ7 day daily ကတရင်လေးလေးချိန်ထားပါတယ်စာမျက်နှာ6မှာဖော်ပြထားတဲ့တရင်လေးပါလက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်ညှိနှိုင်းရန်အပြစ်ရဲနှင့်အပြစ်မရဲအဖွဲ့များနိုင်ငံရေးပါတီများထိုင်းနိုင်ငံချင်းမိုင်မျိုးနဲ့တုံးရိုက်ကြတွေ့ဆုံပြီးဆိုတဲ့ကောင်းစဉ်နဲ့ဖြစ်ပါတယ် လက်ရှိငင်းငယ်ရေးဖြစ်စဉ်ပေါ်တဲ့နှိမ့်တိုင်းဆွေးနွေးဖို့တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA မထိုးရသေးတဲ့အဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြီး3ရက်ကြာတွေ့ဆုံပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ဆိုပြီးရေးသားထားပါတယ်။အခုတွေ့ဆုံမဲ့ NCA မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စူးစီးထားတဲ့ညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council UNFC ကကမကထပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း UNFC ကသိရပါတယ်ဆိုပြီးရေးသားထားပါတယ်။အခုဒီကိစ္စနဲ့ပတ်သက်ပြီးဒီ UNFC ရဲ့တွဲဖက် က်အတွင်းတွဲဖက်အထွေထွေအတွင်းရေးမှူးဦးထွန်းစောကပြောထားတာကတော့ကျွန်တော်တို့ရည်ရွယ်ချက်ကလက်ရှိငင်းငင်းရေးဖြစ်စဉ်အပေါ်မှာကျွန်တော်တို့ပါဝင်ပတ်သက်နေသူတွေအားလုံးညှိနှိုင်းတိုင်ဝန်ညှိနှိုင်းတိုင်ပင်ကြမဲ့အစည်းအဝေးဖြစ်ပါတယ်။ကျွန်တော်တို့ UNA မိဖက်အဖွဲ့အစည်းတွေကိုဖိတ်ထားပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစေးရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အတိုင်းအတာလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ ကိုလည်းကျွန်တော်တို့ဖိတ်ထားပါဗါးလက်ရှိသွားနေတဲ့ဖြစ်စဉ်ကသူတစ်ပေါင်းငါတစ်ပေါင်းနဲ့မဖြစ်နိုင်ပါဘူးငြိမ်းချမ်းရေးဖြစ်စဉ်ကိုအထောက်အကူပြုဖို့အတွက်ပောင်းဝင်ပတ်သက်နေသူတွေကြားထဲမှာလက်မှတ်ထိုးတဲ့သူမထိုးတဲ့သူတွေကြားထဲမှာစိတ်ဝမ်းကွက်မှုတွေမရှိဖို့ဖြစ်ပါတယ်ဆိုပြီးတော့ဒီဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ရေးထားရပါတော့ ထပ်ပြောရေးထားတာကတော့ဒီအစိုးရနဲ့တက်မတော်ရဲ့ဆောင်ရွက်မှုတွေဟာတိုင်းရင်းသားတွေကြားခွဲခြားဆက်ဆံမှုများဖြစ်နေသည်ဟုယူဆကြအောင် NCA လက်မှတ်ရေးထိုးလျင်အခွင့်အလမ်းရရှိပြီး NCA လက်မှတ်ရေးမထိုးပါကတံပေးတဲ့ပုံစံမျိုးဖြစ်နေကြောင်းလက်ရှိ27ရာစုတိုင်းပြည်ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ရမှာအထိတ်ကဖြစ်ခဲ့တဲ့သင်ခန်းစာတွေကိုရယူပြီးရှေ့ဆက်အတူတကွငြိမ်းချမ်းစွာတိုင်းပြည်ထူထောင်ရေးလှုပ်ဆောင်မှုလိုအပ်ကြောင်းဦးထွန်းစောကဖြည့်သွင်းပြောထားပါတယ်ဆိုပြီးရေးထားပါတယ်ထပ်ပြောရတာကတော့ခုချင်းမိုက်မှာကျင်းပမဲ့အစည်းအဝေးကိုတိုင်းဒေသနိုင်ငံရေးအဖွဲ့အစည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့စုစည်းဖွဲ့ထားတဲ့စီလုံးညီညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကကိုယ်စားလှယ်10ဦးတက်ရောက်ဖို့ဖိတ်ကြားပြီး UNA အဖွဲ့ဝင်ပါတီ15ခုအနက်မှကိုယ်စားလှယ်10ဦးကိုရွေးချယ်စေလို့ပြီးဖြစ်ကြောင်းတင်ပြရရှိပါတယ်ဆိုပြီးတော့ကြေညာထားပါတယ်။ ပြီးတော့ထပ်ပြီးထားတာကတော့ဒီဆွေးနွေးပွဲမှာပေါ့နော်ဘယ်အကြောင်းအရာတွေကိုအဓိကဆွေးနွေးမိဆိုတာကိုတော့မသိရသေးပဲね UNA ကိုယ်စားလှယ်အဖွဲ့အနေနဲ့လာမယ့် February မှာကျင်းပမယ့်ဒုတိယအကြိမ်ပင်လုံညီလာခံအစည်းအဝေးအတွက်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေတယ်ဟု UNA အဖွဲ့ဝင်ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဦးဆိုင်လေးကလည်းပြောထားပါဗျာ။မနောက်ဆုံးမှရေးထားတာကတော့ DNC လက်မှတ်ရထားတဲ့ပအိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ PNL ကိုဦးဆောင်နိုင်ရကကြီးဘုံမှုကြီးခွန်အုပ်ကာကလည်းမြောက်ပိုင်းသွားတဲ့အပြစ်မြက်သေးတဲ့ကိုယ်စားလှယ်အဖွဲ့ပေါ့ဗျာ။တို့တို့မြောက်ပိုင်းသွားတာတွေ့ပါတယ်။မြောက်ပိုင်းသွားတာလည်းပြန်ရောက်ပြီး24ရက်နေလောက်ကပြန်ရောက်ပါတယ်တဲ့။သတင်းရတာကတော့ချင်းမိုင်မှာ29 28 29တွေ့ဆုံပွဲရှိတယ်လို့တော့သတင်းရပါတယ်။ဒါပေမဲ့ဘလို့ပုံစံနဲ့ဘာတွေဆွေးနွေးမယ်ဆိုတာကိုအခုချိန်ထိတိကျမသိသေးပါဘူး။ဘာပဲဖြစ်ဖြစ်တော့အဲ့ဒီခီးသောအဖွဲ့တွေပြန်ရောက်လာတဲ့အခါကျရင်တို့တို့အတွေ့အကြုံတွေကလည်းတစင်ပြန်လည်နှိမ့်နိုင်ပြီး ြီးနောက်လာမယ့်နှစ်တည်းမှာအစီအစဉ်ရေးဆွဲဖို့ဖြစ်လာမှာပေါ့ဗျာဆိုပြီးတော့ဒီမုံမကြီးခေါင်းကကတော့နောက်ဆုံးသူတုံးသက်ထားရပါတော့။ဟုတ်ကဲ့ပါရှင်။ဒါကတော့ပထမတည်င်းတပုတ်ပေါ့နော်။ငင်းချိုင်းရင်နဲ့ပတ်သက်တဲ့တည်င်းလေးပါပဲရှင်။ဒီဒုတိယတည်င်းတပုတ်အနေနဲ့ညမရွေးချက်ထားတဲ့တည်င်းကတော့ပေါ့နော်။ Daily 11မှာပါဝင်တဲ့တည်င်းလေးပါပဲရှင်။ခီးတဲ့တင်ဘတ်စကားများနဲ့ပတ်သက်ပြီးအဖွဲ့အစည်းများ ဖွဲ့၍နိုင်နှင်းချင်းထက်ဥပဒေနဲ့အညီဆောင်ရွက်တဲ့နယ်ဟုမထာတာဘုံဥက္ကဋ္ဌဆိုရဲဆိုပြီးတည်င်းကောင်းစဉ်လေးပါပဲရှင်။ခီးတဲ့တင်ဘတ်စကားများနဲ့ပတ်သက်ပြီးအဖွဲ့အစည်းများနိုင်နှင်းချင်းဥပဒေနဲ့ဆောင်ရွက်တဲ့နယ်ဟုဒီဇင်ဘာလ26ရက်ကမထာတာဘုံကပြောခဲ့ပါတယ်တဲ့။ခီးတဲ့တင်ဘတ်စကားများခီးသွားပြည်သူတွေအပေါ်ဆဲဆိုမှုရင်စိကပုံမှုတောင်းခံမှုကိုထုလက်ရောက်ကျူးလွန်မှုတွေ နဲ့ပတ်သက်ပြီးတော့ဒီ Facebook ပေါ်မှာပေါ့နော်လူဘွားဘွားဘတ်စကားများ yes အမည်ရှိတဲ့ Facebook group မှာလည်းဒီခန်းစားချက်တွေကိုအပြန်အလှန်ရေးသားခဲ့ကြတယ်ပေါ့နော်ဒီ key တဲ့ bus ကားစီးတဲ့ key တွေရဲ့ခန်းစားချက်တွေပေါ့နော်အဲဒီ Facebook group တုံးဆွဲသူတချို့ကတဲ့အုပ်စုဖွဲ့ပြီးတော့ပြန်လည်တုံးပြန်ရစီစဉ်နေမှုများနဲ့ပတ်သက်ပြီးတော့တဲ့အမထထဘုံဦးလက်အောင်ကပေါ့နော် Facebook ပေါ်မှာတဲ့အဖွဲ့တွေဖွဲ့မဲ့လုံမဲ့အစားတဲ့လက်သင်းထိုးတာပဲဖြစ်ဖြစ်ဒုံနဲ့ရိုက်တာပဲဖြစ်ဖြစ်ရဲစခန်းမှာတရားဥပဒေနဲ့အညီအမှုဖွင့်မယ်တိုင်တန်းကြမယ်ပေါ့ဒီလိုဖြစ်တင်တာပေါ့အခု Facebook မှာ ဟိုအဖွဲဒီအဖွဲဖွဲ့မယ်နေနင်းမယ်ဆိုရတာဒီပေါ့တော်ကြဒီလိုလုပ်ရင်အန္တရာယ်ဖြစ်သွားရင်ဘယ်လိုလုပ်မလဲဥပမာနှစ်သုံး၆ဖြစ်စင်မှာသူတို့ရိုက်လိုက်တဲ့လူကမကျူးလွန်တဲ့သူဖြစ်နေတယ်ဗျာ။ဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့ဥပဒေအကြောင်းအရာရင်ဆိုင်ရမယ်။အဲဒါကြောင့်ကျွန်တော်ပြောတာကအဖွဲတွေဖွဲ့ပြီးရှောက်လုပ်နေမယ်အစားတကယ်တော့ဥပဒေနဲ့အညီရင်ဆိုင်ဖြေရှင်းနေတာအကောင်းဆုံးပဲဆိုပြီးဒါမှထထဘဟုမှာပေါ့နော်ဒီဒီဇင်ဘာလ26ရက်နေ့ကပြုလုပ်တဲ့ဒင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပဲဖြစ်ပါရဲ့ပေါ့နော်။ မပုံတင်ထားခြင်းမရှိတဲ့ပေါ့နော်လိုက်ထွက်ရင်ဂျာကားပေါ့နော်သူကလိုက်ထွက်ရင်ကဒီပုံမှန်လမ်းကြောင်းပြေးဆွဲနေတဲ့တခြားကားနဲ့ပေါ့နော်ဒီဂျာကားပြေးဆွဲတဲ့သူတို့ BN နဲ့ပေါ့ပုံမှန်လမ်းကြောင်းမှာပြေးဆွဲနေတဲ့ BN နဲ့ဂျာကားပြေးဆွဲတဲ့လိုက်ထွက်နေတဲ့ကပြက်နာဖြစ်ကြတာပေါ့နော်ဒီဝိုင်းဟွန်းထိုးကြိတ်ခဲ့တဲ့ဒီဗီဒီယိုဖိုင်ကပေါ့နော်ဒါပြီးခဲ့တဲ့ဇူလိုင်လဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာအခုဖေးဦးမှာ ပြန့်နှံ့လာတယ်ဆိုပြီးတော့ဒါဥလာအောင်ကလာပြောကြားခဲ့တာပေါ့ဒါသူတို့ဇူလိုင်လဖြစ်ခဲ့တာဖြစ်တဲ့အတွက်သူတို့အချိန်ကာလကြာမြင့်နေပြီဖြစ်တဲ့အတွက်လက်ရှိချိန်မှာလည်းအဲ့ဒီရင်းမောင်းတာပေါ့နော်မောင်းနေခြင်းမရှိတော့ဘူးပေါ့နော်ဒီဖြစ်စဉ်တွေအပြင်နဲ့အစီကံချိုးဖောက်တိရင်းလုံသားများကိုလည်းထိထိရောက်ရောက်အေးအေးယူသွားမယ်တဲ့ ညှိုးရင်းပြစ်ဆွဲလျက်ရှိတယ်တဲ့စီကံပြင်ရင်များမှာတဲ့မထတာမှအရေးမယူဘူးပြောဆိုကားတဲ့အခွင့်အစည်းများမှတုံ့ပြန်ခြင်းများပြုလုပ်ရန်စီစဉ်မှုများနဲ့ပတ်သက်ပြီးတဲ့မထတာအနေဖြင့်တိုင်ကြားခဲ့သည့်စီကံပြင်ရင်များကိုတဲ့အရေးယူလျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်ဆိုပြီးတော့ဒါဒီဇင်ဘာလ26ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီမထတာတင်းစာရှင်းလင်းပွဲမှာမထတာဘဝရဲ့တင်းစာရှင်းလင်းပွဲမှာဦးလောင်ကပြောကြားထားတယ်လို့သူကတည်င်ရေးထားတာပါရှင်ဟုတ်ကဲ့ပါဒီခီးတဲ့တင်းဘတ်စကားလိုင်းက သူတို့ spare ရေးနဲ့ပေါ့နော် driver ရေးနဲ့ဒီခီးတဲ့ရေးနဲ့ပြဿနာတွေကလည်းအခုမှမဟုတ်ပေါ့နော်အကြာလှပြီပေါ့နော်ဟုတ်ကဲ့ပါရှင်မြေမြဲတဲ့နိုင်တဲ့နဲ့အခုနောက်ပိုင်းကပိုဆိုးလာတဲ့အခြေအနေဖြစ်နေရပေါ့ဥမာအုပ်စုဖွဲ့ရိုက်တာတို့ပါတော့ပေါ့နော်အဲ့ဒါကိုလည်းတင်းကြကြတင်းကြကြကြိုင်တွယ်မှုတော့လိုအပ်နေတဲ့အခြေအနေဖြစ်နေရပေါ့နော်ဟုတ်ကဲ့ပါရှင်ဒါကသူတို့ကလည်းပေါ့နော်ဒီအများပိုင်းနဲ့မထတာနဲ့အကူပြောင်းပါလဲသူတို့အနေနဲ့ကတော့ဒါကြိုင်တွယ်ရခက်ခဲမဲ့ဆိုပြောလာတဲ့တရားဝင်သူတို့ဝန်ခံထားရလဲရှိပါလဲရှင်မထတာအနေနဲ့ ဟုတ်ကဲ့ပါအဲ့ဆိုသတင်းနောက်တစ်ပုဒ်ပေါ့နော်နောက်တစ်ပုဒ်ကတော့ဒီနေ့ထုတ်ဒီ The Voice Daily ကသတင်းလေးတစ်ပုဒ်ထပ်ပြီးရှင်းလာပါတယ်ဒါကတော့ဒီ CY နဲ့ဆိုင်တဲ့သတင်းလေးပေါ့နိုင်ငံအနှံစက်မှုစုံအစ်မများတိုးချဲ့ဖို့အမြင့်တောင်းမိဆိုတဲ့ကောင်းစဉ်နဲ့ပါတိုင်းဒေသကြီးနေပြည်လယ်၁၄ခုလိုတွင်စက်မှုစုံအစ်မများတိုးချဲ့ဖို့ထုတ်ဖို့တက်ဆိုင်ရာအစိုးရအဖွဲ့များထံမှမြေနေရာများတောင်းခံပြီးဖြစ်ကြောင်းယင်းဤမြို့နယ်မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကသိရပါဗါတဲ့ နိုင်ငံသားချင်းမျိုးနွယ်မှုမှာဝင်ရောက်လာတဲ့အခါမှာမြေလိုအပ်ချက်များရှိလာတဲ့အတွက်စက်မှုစုံများထပ်မံတိုးချဲ့ဖို့လိုအပ်ပြီးစက်မှုစုံများတိုးချဲ့ဖို့အတွက်အစိုးရကငွေလုံးငွေရင်းစိုက်ထိုးရမှာမဟုတ်ဘဲကုန်ထူကုထစက်မှုစုံဖော်ဆောင်နိုင်မဲ့စီးပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်မိဖြစ်ကြောင်းရင်းဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစံမြင့်ကပြောထားပါဗျ။ဒီသူပြောထားတာတော့လက်ရှိမှာတိုင်းဒေသကြီးနဲ့ပြည်နယ်၁၀ခုလောက်နဲ့တွဲဆုံဆွေးနွေးပြပါပြီ။သူတို့ဘက်ကလည်းမြေအေကဘယ်လောက်ပေးနိုင်မလဲဆိုတာအသေးစိတ်ပြောနေပါဗျ။မြေအေကဘယ်လောက်ရှိရဲဆိုတာပုံမှန်မူတည်ပြီးရင်းနှီးမြှုပ်နှံသူတွေကိုဖိတ်ခေါ်သွားမှာပါဆိုပြီးတော့ဒီ ဦးစန်းမြင့်ပေါ့နော်ဒီဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောထားပါဗျာတိုင်းဒေသကြီးနှင့်ပြည်내အလိုက်စက်မှုစုံမြင့်များဖော်ဆောင်ပေးခြင်းမှာဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေအတွက်စီးပွားရေးတိုးတက်မှုတွေဖြစ်နိုင်ကြောင်းစက်မှုစုံများအတွက်အခြေခံလိုအပ်ချက်ဖြစ်တဲ့ဂျီလျှက်စစ်မီလမ်းမဆက်သွယ်ရေးကောင်းမွန်ဖို့အတွက်အစိုးရအနေနဲ့ပံ့ပိုးပေးဖို့လိုအပ်နေသေးကြောင်းစက်မှုစုံကုန်ထုတ်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးအေးထွန်းကလည်းပြောကြားထားပါဗျာ ီဆက်မှုဆောင်များတိုးချဲ့ဖော်ဆောင်ခြင်းအပြင်လက်ရှိလဲပတ်နေတဲ့ဆက်မှုဆောင်တွေကလုပ်ငန်းမလုပ်တဲ့မြေလို့များကိုစနစ်တကျစီမံခန့်ခွဲဖို့လည်းလိုအပ်နေပြီးအခုလိုမြေလို့များရှိနေခြင်းကြောင့်ဆက်မှုဆောင်မြေဈေးများဈေးကြီးနေပြီးရင်းနှီးမြှုပ်နှံလိုသူတွေအတွက်အခက်အခဲဖြစ်နေကြောင်း၎င်းကထောက်ပြပြောဆိုထားပါတယ်တဲ့ထပ်ပြီးတော့သူပြောထားတာကတော့အခုလက်ရှိကောက်နေတဲ့ဈေးတွေအရဇုံအသီးသီးမှရှိတဲ့မြေလို့တွေကအေကထောင်နဲ့ချီရှိနေပါသေးတယ် အရင်အစိုးရလက်ထက်ကတော့လုပ်ငန်းမလုပ်ပဲမြေတွေသိမ်းမယ်လို့ပြောပြီးအလုပ်မလုပ်ခဲ့ဘူး။ဒါပေမဲ့အစိုးရမှာတော့ဘလို့ဆုံးဖြတ်မလဲဆိုတာတော့မသိသေးဘူးဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်။ရန်ကုန်ဒေသကြီးနိုင်ဆက်မှုဆောင်အစ်စ်များထပ်မံဖော်ထုတ်ဖို့မြေနေရာရှာရခြင်းမှာအခက်အခဲဖြစ်နေပြီးမျိုးစုံများရင်သာဇုံအစ်စ်ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်းယင်းနှမြုံနယ်မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကတည်ရပါတယ်ဆိုပြီးဖော်ပြထားပါတယ်။ ဒီဟိုအရင်ဆိုရလန်းထန်ထဲကလည်းဒီစမှုဆောင်မှာအလုံးမလုံးတဲ့မြေလွတ်တွေကို ပြန်သိမ့်မယ်ပေါ့နော်အဲ့လိုမျိုးသတင်းတွေအမျိုးမျိုးထွက်ခဲ့ရမယ်တကယ်တော့မလုံးဖြစ်ခဲ့ဘူးပေါ့နော်အခုဒီလက်ရှိဒီအစိုးရတဲ့လက်ထက်မှာတော့စမှုဆောင်နဲ့ပတ်သက်ပြီးဘယ်လိုကင်တွေ့မလဲဆိုတာတော့မသိသေးဘူးအလုံးအောင်စောင့်ကြည့်ရမယ်နေထားဆိုပြီးတော့ဒီမှာရေးထားရပေါ့နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမဒီညီမရွေးချက်ထားတဲ့နောက်ဆုံးအစီအစဉ်ပေါ့နော်ကာတွန်းအစီအစဉ်လေးပါပဲရှင်ဒီကာတွန်းလေးရတော့ပေါ့နော်ဒီစံတော်ချိန်မှာပါဝင်တဲ့ကာတွန်းလေးပါပဲရှင်နေဟောင်းကအညစ်ကြေးတွေတဲ့နှစ်တစ်ကိုယူမလာကြနဲ့နော်ဆိုပြီးတော့ဒါလူနေရောက် ကပေါ့တယောက်ကအရင်ပြောပေါ့နော်လူနေရောက်ရှိတယ်ပေါ့ပုံထဲမှာတော့ဒီတယောက်ကတော့နေဟောင်းကအညစ်ကြေးတွေနှစ်တစ်ကိုယူမလာကြနဲ့နော်ဆိုပြီးဒီမှာပြောလိုက်တယ်ပေါ့နော်အဲအဲ့ဒီမှာဒီဘက်တယောက်ကပြောလဲအဲ့ဒီဇက်ကားတဲ့နှစ်တိုင်းပြောနေကြပဲဆိုပြီးတော့ဒါပြောလိုက်တာပေါ့ရှင်နှစ်တစ်နှစ်ရဲ့ကုန်ကန်နီးမှာ နှစ်တိုင်းပြောနေတဲ့စကားလေးကိုပေါ့ဒီကတ်တွန်းဆရာထောက်ပြရေးထားတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီစံတော်ချိန်မှာပါဝင်တဲ့ဒီကတ်တွန်းပဲပဲကြီးရနေတာရေးသားထားတာပဲရှင်ကတ်တွန်းလေးနဲ့ထောက်ပြပြောဆိုထားတာပေါ့နော်ဟုတ်ကဲ့ပါရှင်။ကျမတို့ရဲ့သတင်းစာပေါ်ကဖတ်ဆရာများအစီအစဉ်ကိုကာတွန်းအစီအစဉ်လေးနဲ့ပဲအဆုံးတက်ပါရစေရှင်။ DVB ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။